င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ် Energy ဝင်ကြီးနဲ့ဒုဝင်ကြီးနေအားကြိုးပြောင်းလဲဖွဲ့စည်းဝင်ကြီးဌာနချုပ်ကိုဖြတ်သိမ်းအခုနှစ်မကောင်ခင်မှာမြို့သားညီညွတ်ရေးဆိုရ NUG ဆိုရဖွဲ့အပြောင်းလဲတွေရှိမယ်လို့ထုတ်ဖော်ပြောဆိုခဲ့တဲ့အတိုင်းဒီကနေ့မှာဆိုရဖွဲ့ပြင်ဆင်ဖွဲ့စည်းပုံကိုပြည်အောင်စုလုပ်တော်ကိုစားပြုကော်မတီကထုတ်ပြန်ပါတယ်စီအဘေးရှိတဲ့ထုတ်ပြန်ကြရအန်ယူဂျီဆိုရဖွဲ့တွင်ဝင်ကြီးနဲ့တူဝင်ကြီးယာရုပြောင်းလဲချိုးရှိပြီး အရင်ဆွေးရောက်ဖွင့်နေပါခဲ့တဲ့ဝင်ကြီးချုပ်ပြန်လည်မပါဝင်တော့တယ်လို့ဝင်ကြီးနေအများစုကတော့နှုတ်ရှင်ရဲ့ဆွေးတိုင်ရှိနေခဲ့လို့သိရပါတယ်ထောက်ပြန်ခဲ့တဲ့ဆွေရောက်ဖွဲ့ပြောင်းလဲစင်ရသမရာနိုင်ငံတော်တိုင်ပင်ခံပုတ်ကိုဒုတိယသမရာနဲ့ပြည်အောင်စဝင်ကြီးချုပ်နေရာတွေကမူလတိုင်ရှိနေကြရပဲဖြစ်ပါတယ်။အလားတူနိုင်ငံသားရေးပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးကာကွယ်ရေးတန်ရဇာတာနဲ့တဘာပဝင်ကျင်ထိုင်တဲ့လူ့ခွင့်ရေးတရားရေးမြေဆင်နဲ့ဆိုင်ဖက်ဒရယ်ပြည်အောင်စုရေးရာစတဲ့ဝင်ကြီးနေရာလည်းပြောင်းလဲမရှိမူလတိုင်ဆက်ရှိနေကြရပဲဖြစ်ပါတယ်။ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ရင်ကကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဖြစ်ရှိခဲ့တဲ့ဒေါက်တာဇော်ဝေစုကိုပြည်တော်စုဝန်ကြီးချုပ်ရုံးဝန်ကြီးဖြစ်ပြောင်းလဲတာဝန်ပေးထားပြီးကျန်းမာရေးနဲ့ပညာရေးဒုဝန်ကြီးတွေကိုဝန်ကြီးအဖြစ်ရာထူးတုံ့ပြန်ပေးထားပဲဖြစ်ပါတယ်။တင်စင်ဖွဲ့စည်းလိုက်တဲ့အန်ယူဂျီအစိုးရအဖွဲ့မှာရင်ကဒေါ်နူစူဇန်လှလှစုံဝန်ကြီးဖြစ်တာဝန်ယူပြီးဒေါ်ဤတင်စာမောင်ဒုဝန်ကြီးဖြစ်တာဝန်ယူခဲ့တဲ့အမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနမှာပါရှိရသလိုဝန်ကြီးနဲ့ဒုဝန်ကြီးလည်းပြန်ပါမလာတော့ပါဘူး။ အလားတူဆက်သွယ်ရေးသတင်းချန်နယ်နေပညာဝင်ကြီးဌာနနဲ့ဝင်ကြီးဖြစ်တဲ့ဦးထင်လင်းအောင်လည်းပြန်လည်ပါဝင်လာခြင်းမရှိတော့ဘူး။ဒါအပြင်ရင်းနိုင်ငံသားရဲ့တူဝင်ကြီးဖြစ်တဲ့ဦးမှုဆောင်စီးပွားရေးနဲ့ကုသရေးဝန်ကြီးတူဝင်ကြီးဒေါက်ခင်မမမျိုးအလုံသမားဝင်ကြီးဌာနဝင်ကြီးနိုင်ထွန်းဖေခေါ်နိုင်သူဝနာဒေါက်တာဆဆောက်လည်းဆွေရဖွဲ့တည်တဲ့ပောင်းရင်ချင်းမရှိတော့ပါဘူးဇက်လက်ပြီးနဲ့ဇက်တိုက်ပွဲတွေကြောင့်ပြည်သူထိခိုက်နေတာမျိုးမျိုးမရှိစေရ အထူးသတိထားရထိုင်းနဲ့စစ်ကော်မရှင်ကသဘောတူထိုင်းမြန်မာနယ်စပ်နေတိုက်ပေါ်တဲ့ကြောင့်ပြည်သူ့ထိခိုက်နင်းနာမျိုးမဖြစ်အောင်အထူးသတိထားဆောင်ရွက်ဖို့အကြံဖက်စစ်ကော်မရှင်နဲ့သဘောတူညီမှုရခဲ့ကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်အကြမ်းဖက်စစ်ကောင်စားမြောင်းလိုက်ပါဝင်စစ်ကော်မရှင်ဖွဲ့ဝင်တချို့နဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးတို့ မနေ့ကဒီဇင်ဘာ9ရက်နေ့ပြည်တော်မှာတွဲဆောင်ချိန်ခုလိုသဘောတူညီမှုရခဲ့ပါတယ်။နိုင်ငံနယ်စပ်မြန်မာဘက်ချမ်းမှာ KNL ဦးဆောင်တဲ့တလင်းအရာစရိုင်းနဲ့ဂျပန်စစ်တပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးဒီဇင်ဘာတရနေ့ကမြန်မာဘက်ချမ်းကပြစ်ခတ်လိုက်တဲ့ဂျီဂျီမန်က68နှစ်ရွယ်ထိုင်းမျိုးသမီးကြီးတယောက်တန်ရရှိခဲ့ပါတယ်။ဒီဇင်ဘာ9ရက်နေ့ကလည်းထိုင်းနိုင်ငံမဲဆောက်မြို့ကျင်းရယ်ကိုမြန်မာဘက်ကလက်နက်ကြီးကြားပောက်ကွဲခဲ့ပြီးဒေသခံချို့ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ဒီဇင်ဘာ6ရက်နေ့မှာမြန်မာဘက်ကကြေထိုင်းနိုင်ငံနဲ့နိမိတ်တွင်ကြာရောက်ရင် အင်အားသုံးဖြည့်ရှင်မှုရေလုံဆောင်သွားမယ်လို့ထိုင်းတမ်တော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးကအတည်ပြုပြောကြားတယ်။အဲနောက်ဒီဇင်ဘာ9ရက်မှာစစ်ကောင်စောက်မင်းအောင်လိုင်တဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံကတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံဘက်ကလာရောက်မထိခိုက်ဖို့သဘောတူခဲ့ကြတာဖြစ်ပြီးအာနာသိန်းစစ်ပိုင်းတရင်စာမျက်နှာဖုံးမှာတော့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ဖွဲ့ကမင်းအောင်လိုင်ကိုလာရောက်ကာတော်ပြုတွေ့ဆုံဖို့ရည်သားထားပါတယ်။ ထိုင်းနိုင်ငံသားရဲ့ဝင်ကြီးအားစစ်တပ်အတွေ့အကြုံရွေးကောက်ပွဲပြီးသွားရင်တော့အာဆီယံအနေနဲ့စစ်ကော်မရှင်နဲ့ပြန်လည်ဆက်ဆံမှုခက်ခဲသွားနိုင်ပြီးဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးဖို့ချေရောက်ပြီလို့ပြည်ကဲနိုဝင်ဘာလနောက်ဆုံးပတ်တယ်မှာထုတ်ဖော်ပြောဆိုထားပဲဖြစ်ပါတယ်။ဆက်လက်ပြီးဖားကတ်မြို့နယ်မလောင်ရွာကိုစစ်တပ်ပုံစံမှုကြောင့်မိသားစုဝင်တုံးဒေသုံကလာသားရွက်ကလေးတောက်တာကျရင်ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်ကျောက်အုပ်စုပလောင်ကျောက်ရဲကိုအကြက်ဖက်စစ်တပ်ကဒရုန်းနဲ့ပုံစံတိုက်ခိုက်တာကြောင့်ရက်သားတော်ဒေသုံခဲ့ပါတယ်။ ဒီဇင်ဘာ9ရက်9ဆယ်နာရီကျော်လောက်မှာဂျပန်စစ်ကော်မရှင်ကဒရုန်းနဲ့ပုံသဏ္ဍာန်ကျဲချတိုက်ခိုက်ရမှာမလောင်ရွာတဲ့ကနေတလုံးပေါ်ကြောက်ပေါက်ကွဲပြီးမိသားစုဝင်၄ယောက်ထဲက၃ယောက်သေဆုံးကလာသားရွယ်ကလေးငယ်တယောက်သာကျန်ရစ်ခဲ့ပါတယ်။ ။အဆိုပါပြစ်ခတ်မှုကြောင့်လည်းနှလုံးလည်းထိမှန်ပြစီသွားခဲ့ပါဗျ။ဂျပန်စစ်တပ်အထူးတိုက်ပွဲမရှိပဲခုလိုလက်နက်ကြီး drone တွေပြစ်ခတ်နေရတပတ်ဝန်းကျင်လောက်ရှိပြီလို့ထပ်ပါဒေတာခန့်ကဆက်ပြောတယ်။ထိတွေ့မှုမရှိပဲဒီတိုင်းပြစ်တာတပတ်ဝန်းကျင်ရှိပြီ။သူတို့စစ်ကောင်စီတက်ဆွဲထားနေရကနေလမ်းပြောရန်စားတဲ့သဘောအဲ့လိုလုံးနေရတခြားနေရာတွေတော်တဲ့ကြိုင်ကိစ္စမရှိဘူး။ရတားနေကိုပြစ်တာဆိုတော့ဒီကိန်းနိုဝင်ဘာလ20ကလည်းဖားကန့်ပြွာကုန်းနဲ့ဖားကန့်မရှိကတောင်ရက်ွက်ရက်ခိုင်ကုန်းမှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကစိတ်မှုကြရတဲ့ကိုလက်နက်ကြီးစဲလုံးချောပြစ်ခတ်တာကြောင့်နှစ်နှစ်ရွယ်ကလေးငယ်တင်ဆောင်ပြီး၄ရောက်ထပ်မနေတရားရခဲ့ပါတယ်။ ဆက်လက်ပြီးဖားကတ်မှာစစ်ကောင်စီလေကြောင်းလက်နက်ကြီးနဲ့ drone သုံးပုံဆက်ကျင်းနေစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ကတ်မှုတွေနေစဉ်ပြုလုပ်နေတဲ့ဖားကတ်မှာမနေ့စောပိုင်းကလည်း drone နဲ့ပုံကျဲချလို့မိသားစုဝင်တောင်းသေးဆုံးနေဒီဇင်ဘာလ9ရက်ညနေပိုင်းကနေဒီဇင်ဘာ10ရက်နေ့မနေ့စောပိုင်းနေ့စစ်ကောင်စီက drone နဲ့ပုံကျဲတယ်လို့လက်နက်ကြီးနဲ့လည်းပစ်ခတ်နေပါတယ် ဒရုန်းနဲ့ပုံစံဖြစ်စင်မှာမော်စီစာအောက်စုမလောင်ကြီးကနေနှလုံးပေါ်ကြားပေါက်ကွဲမိသားစုဝင်လေးဦးရဲ့အိမ်ကတုံးတေဆောင်ခဲ့ပါတယ်စစ်ကောင်စီကမလောင်ကြီးအပြင်ဘေးပေါ်အောင်ကြီးကြရတဲ့ကိုပါဒရုန်းနဲ့ပုံလုံးရင်20ထက်မနည်းကျဲခဲ့တယ်ဒီကနေ့နိုဝင်ဘာ25ရက်ကစစ်ကောင်စီရဲတရားကြောအဖကံမျိုးနဲ့စမ်းကြံတဲ့ရှရော့ခရာကိုဝင်လာလို့တိုက်ပွဲတွေဖြစ်ခဲ့တဲ့အဲဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဆယ်ဦးထပ်မင်းတင်ဆောင်ခဲ့ပါတယ်။ KPD ရဲဘော်တဲဦးလည်းကြာဆုံးတဲ့တိုက်ခိုက်ခံပြီးနောက်စစ်ကောင်စီကလက်နက်ကျင်းနဲ့ပစ်ခတ်တာဒရုန်းနဲ့ပုံကြိုင်နေစဉ်ပြုလုပ်နေပြီးအရသာထိခိုက်တင်ဆောင်မှုတွေလည်းရှိခဲ့ပါတယ်။ ဒီစင်မှာ9ရက်ကစကိုင်းလိုက်ဒီပိုင်းမျိုးကိုလေးချောင်းကနေပုံကျဲဖြစ်စင်မှာတကြီးရွယ်ရဲပါဝင်ဒေတာကန်ဆက်ကိုဦးတည်ဆောင်ခဲ့ပါတယ်ဒီစင်မှာ6ရက်မှာလဲရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုပုံကျဲလို့စစ်ပင်းဆောင်နေပါဝင်စစ်တပ်ဦးတည်ဆောင်ခဲ့တယ်လက်ရှိဖာကန့်ဒေတာတွေအခြေအနေနဲ့ပတ်သက်လို့ကရင်မျိုးသားလူမျိုးအိုင်တမ်တော့ခိုင်က တိကျသတင်းထုတ်ပြန်မထားပေမဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တွင်ကြိုတင်ဆောင်တိမ်မှုလမ်းပေါ်ထွက်ပြီးကြည်အမျိုးမျိုးလုံးဖို့နဲ့အလေးကြောင်းလက်နက်ကြီးအနေကိုလည်းသတိပြုကြဖို့တည်ပေးတယ်။တရားမဝင်ရောက်ပွဲကိုကျင်းပဖို့ဂျိုးဘတ်နေတဲ့စစ်ကောင်စီကရက်သားပြည်သူတွေကိုပုံကျဲတိုက်ခိုက်ပြီးဆရာစမှုကျွလွတ်နေတဲ့ကချင်လူခွင့်ဝေဆောက်ကြီးရဲ့ဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးချောင်းမှာထွန်ဆက်မောင်းပြန်လာတဲ့တောင်သူသုံးဦးကိုစစ်တပ်ကဖမ်းဆီးတပ်ပြက်စကိုင်းတိုင်းချောင်းမြို့နယ်မှာထွန်ဆက်မောင်းပြန်လာတဲ့တောင်သူသုံးဦးကိုစစ်ကောင်စီတပ်စစ်ကြောင်းကဖမ်းဆီးတပ်ပြက်လိုက်ကြောင်းဒေသခံတွေကပြောတယ်ဒီဇင်ဘာနေ့ရက်ကချောင်းမြို့ကနေစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ဟာလမ်းမတည်းရရှမ်းထုကြက40ဝန်းကျင်မြို့သားလေးကိုဖမ်းဆီးတပ်ဖြတ်သွားဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဟာကြီကောင်းကြက်ကနေနေကိုမိရှို့ဖျက်ဆီးခဲ့ပြီးတံမိုးကြီးပစ္စည်းကိုကားနဲ့တဲဆောင်သွားပါတယ်။ မိရှုခံထားတဲ့ကြေကောက်ကြရပြည်သူတွေကလက်တလောတိန်ရှောင်နေရပြီးဆစ်ရှောင်ဝင်များလွန်လာကြောင်းစားနေကလွယ်မှုတွေရှိနေကြောင်းဆစ်ရှောင်ကူညီသူတွေကပြောတယ်။စစ်ကောင်စီတားကြေကောက်ရမှာရှိနေသေးလို့မောရမလေးလမ်းမကြီးခင်မုံချောင်းစုံလမ်းချောင်းမဲ့တဲ့ကျိုးလမ်းချောင်းမြင့်လမ်းပိုင်းတွေကိုတုံးမပြူကြဘဲတော်လိုင်းရန်စရီကအသိပေးပါရယ်။ဆက်လက်ပြီးဆေးလိုအပ်ချက်ရချောင်းနယ်တွင်လမ်းမိုက်တွေတုံးမပြူဖို့ဘက်ကဖားထုတ်ပြန်စကိုင်းတိုင်းချောင်းမြို့နယ်တွင်ကလမ်းမိုက်တွေကိုလုံးဝတုံးမပြူဖို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်တဲ့ စီးလွယ်ချက်ရမောရမန်လေးလက်မကြီးခင်မုံချောင်းဆောင်လန်းချောင်းမဲ့တဲ့ကျိုးလန်းနဲ့ချောင်းမြင့်လန်းပိုင်းတွေကိုမတုံကြဝတ်တာမြင်ထားပါတယ်ဒီနေ့မှာရှင်းမနက်ပိုင်းကချောင်းမြို့နယ်နောက်မြောက်ချမ်းကိုစစ်ကောင်စီကဂျာကော့ပတာနစီနဲ့ပုံကျအပြည့်လက်နှက်ခြင်းနဲ့ပြစ်ခတ်မှုတွေရှိခဲ့တယ်ဒါအပြင်ချောင်းမြို့နယ်ကိုရောက်လို့ရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကပုံမှန်အားထက်အခုလဆန်းပိုင်းကစပြီးအင်အားများပြားနေရောက်နေပါတယ်မောင်မြတ်နောက်မြတ်တိုင်းစစ်ထာနာကျောက်ကနေချောင်းမြွနဲ့နောက်ဖက်ချမ်းကမြင့်ရွာနဲ့မြောက်ဖက်ချမ်းကကြီးကုန်းကြီးအရီမှာစစ်ကောင်စီတပ်ကအင်အား၄၀၀ထက်မနည်းဝင်လာနေလို့သိရပါဗျ။ ။မွေရခိုင်ထဲမှာဆိုစစ်ကောင်စီကချောင်းမြွနယ်မှာနေမြင်ရှင်းလင်းလောက်တာပြီးသွားပြီ။ကျန်တဲ့ချောင်းကိုလာတဲ့နမခိုင်အဝင်ထွက်လဲဖြစ်နေတဲ့ချောင်းမြွနယ်ကိုအင်အားပိုတုံးတယ်လို့ယူဆပါတယ်။စစ်ကြောင်းကလည်းရရှိထိုးမယ်လို့မြင်နေဒါကြောင့်ဒေတာတွေပြည်သူအနေနဲ့စေရေးသတိရှိကြဖို့နဲ့ကြွတဲ့ပြင်ဆင်ကြဖို့ချောင်းမြွတ်နယ်ပတ်ကဖာကထုတ်ပြန်ထားပါတယ်ရှင်။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။